မနမိုလီမီဆိုရာနဲ့ရော်ဂီတယောက်အေးစိတ်နေတဲ့အကွန်ကန်လေးကနေထွက်ပြီးတော့အောက်ထပ်ကနေစင် channel ကိုဆင်းလိုက်ရမှနေသားထိုင်တာရှိသွားတယ်။ရော်ဂီရဲ့ဖေကလည်းရော်ဂီလိုမျိုးမျိုးတန်ယူတဲ့ခွေးလေးတစ်ကောင်နဲ့ပေးစားချင်နေပါတယ်။နေတိုင်းရော်ဂီနဲ့ပေးစားချင်တဲ့ခွေးမလေးရောက်လာပြီးမယ်။အဖေကတော့မာနာကြီးလို့ရော်ဂီကိုဘယ်သူနဲ့မှသဘောမတူပါဘူး။ရော်ဂီကဖေတို့နဲ့ TV ကြည့်နေတော့လမ်းလေးပေါ်မှာခွေးလေးခွေးလေးနဲ့များလာပြီးတော့လူတွေကိုအနေရပေးနေတယ်ဆိုတဲ့သတင်းတက်လာတယ်။သူကတော့ရော်ဂီတို့အိမ်ရှိအိမ်ကလီလီပါ။လီလီကသူ့ရောလမ်းထဲမှာကွင်းဖြစ်လို့လီလီ channel ကထွက်လာပြီးဆိုတလန်းလုံးကကောင်လေးတွေဝိုင်းကြည့်ကြပါတယ်။တရက်တော့လီလီ channel ဆင်းတဲ့ချိန်ရော်ဂီကအဖေတင်ပေးတဲ့အကွက်တွေတုံးပြီးတော့ဖွင့်လာကြပါတယ်။ရော်ဂီစိတ်ထဲမှာတော့နှစ်ဖက်မိဘကိုတီးပေးပြီးတော့လီလီနဲ့မင်္ဂလာ ဆာမောထိပါဒီနေပါပြီ။ဒါပေမဲ့လက်တွေ့မှာတော့လီလီမီမာတွေနဲ့ကဘာသာချင်းမတူလို့ Rocky ကိုတခြားထိမို့အင်ကိုလာမှသွားပါတယ်။သူတို့နှစ်ယောက်ကိုလည်းချင်းတွေ့မှာဆိုလို့လောင်အင်ထဲကိုထည့်ထားလိုက်ကြတယ်။လီလီစားမစားလို့တခင်ကစိတ်ပူပြီးတော့ဆရာဝန်တွေခေါ်တော့လီလီမာ Rocky နဲ့ရတဲ့ကိုဝင်ရှိနေပါတယ်။ဒီလောက်တန်းနေရဲ့ကြားကအကုန်လုံးရှိမှ Rocky ကလီလီစီကိုသွားလို့တခင်ကစိတ်ဆိုးပြီးတော့ Rocky ကိုအခန်းထဲထည့်ပေးထားလိုက်ပါတယ်။လီလီကိုလည်းတခင်တွေကတခြားနေရာစီပြောင်းပို့ဖို့လုပ်နေကြပါတယ်။အဲ့ညာ Rocky ပေါ်လာချက်ဖာကြီးက Rocky ကိုလီလီနဲ့ခိုးပြဖို့အကြံပေးပါတယ်။တခင်တွေကိုမထားခဲ့ခြင်းပေမဲ့လီလီနဲ့လည်းမခွဲနိုင်လို့ညာရင်းညင်းမဲ့တခင်ကိုနှုတ်ဆက်ပြီးတော့လီလီစီကိုထွက်လာခဲ့လိုက်ပါတယ်။လီလီကိုလောင်အင်ထဲကထုတ်ပြီးတော့နှစ်ကိုရီချစ်တိုင်းပြည်လေတီထောင်မှုချေ ယ်ဦးတရာထွက်လာခဲ့ကြတယ်။သူကတော့ကားစီးနဲ့လမ်းဘေးကခွေးလေးကိုလိုက်ဖမ်းတဲ့ဖိုတိုဖြစ်ပါတယ်။မိဘကိုစုံကမ်းပြီးတော့ထွက်လာခဲ့ပြီးမယ်။တကယ်တော့သမင်းလှုပ်ရှားဖို့ကအတော်လေးကိုခက်ခဲပါတယ်။လီလီယာပိုက်စားရဲဆိုလို့နားကဆိုင်ဆိုင်ကိုသွားပြီးတော့ချက်ချီတော်ရိုးလေးကိုက်ယူလာပြီးမယ်။လီလီယာအသက်သက်လိုပဲစားရမသိရကောင်းလားဆိုပြီးတော့စိတ်ဆိုးသွားပါတယ်။သူတို့ဒုက္ခရောက်နေရမြင်တဲ့နားကစီနီယာခွေးကြီးကခြေတစ်လုံးနဲ့လီလီတွေစားစရာလိုက်ယူခိုင်းတယ်။ဒေါက်ကင်တယောက်ညမောင်မှဆိုင်သိမ်းပြီးတော့အိမ်ပြန်လာတော့လမ်းမှာမဲလုံးဆိုတဲ့ခွေးတစ်ကောင်ကသူ့ကိုရံမှုနေလို့ရှေ့ဆက်မသွားရဲပဲဖြစ်နေပါတယ်။ဒါကိုရံမကြည့်နိုင်မဲ့ရော်ကီကမဲလုံးကိုသွားဟုတ်ပါတယ်။ဒီနေ့ကမဲလုံးရဲ့ပိုင်နယ်လည်းမဟုတ်တာကြောင့်တိတိလေးနောက်ကြောင်းပြန်လှည့်သွားပါတယ်။စီနီယာကြီးကရော်ကီရဲ့နှာခေါင်ကိုဒေါက်ကင်နဲ့လိုက်သွားဖို့အကြံပေးလိုက် က်ပါတယ်သူတို့နှစ်ယောက်လုံးနောက်ကတကောက်ကောက်လိုက်နေရတဲ့ဒေါကင်လည်းတနာပြီးတော့အိမ်ကိုခေါ်လာလိုက်ပါတယ်သူကတော့ဒေါကင်တို့အိမ်ကခွေးလေးအောင်နေပါအဲ့ညသူတို့သုံးကောင်လုံးဒေါကင်ပြုတ်ကျတဲ့ဆံမြုပ်စားပြီးတော့အိမ်လိုက်ကြပါတယ်တညလုံးနဲ့ပဲသူတို့တွေယင်းနှီးသွားပြီးတော့ဒေါကင်အိမ်လုတ်တွေကိုလည်းဘိုင်းကိုလုပေးကြတယ်တမနာရော်ကီနိုလာတော့လီလီကိုမတွေ့လို့အောင်းနဲ့နှစ်ကောင်သားလိုက်ရှာကြပါတယ်လူတယောက်ကလီလီကိုကားထဲဖမ်းခေါ်သွားလို့နောက်ကလိုက်ပြင်မဲ့မမိလိုက်ပါဘူးသူမိလိုက်တာကတော့ဒီကြောင်ညာလေးပါပဲဖိုတော့ကလမ်းမေးကပိုင်းရှင်မဲ့ခွေးရေဖမ်းပြီးတော့ဥတင်တို့စီလာရောက်ပါတယ်ဥတင်တို့ကဒီခွေးအိမ်နဲ့မူရစ်စီတွေကိုတရားမဝင်ဆန်တက်တယ်ရော်ကီနဲ့လီလီတို့တခင်တွေကလည်းခွေးကြောက်ရှာဖို့စကမ်းမအမှုဖွင့်မိမဲ့အခုထိအကြောင်းမထူပါဘူးရော်ကီရောနှစ်ကောင်ကိုအောင်းနဲ့ကိုစဉ်းစားမရတဲ့အဆုံ င်ခွေးခွေးရအကြံပေးဆရာမကြီးကိုအကူအညီတောင်းပါရယ်အနန်းခန့်အာယုံကိုသုံးဖို့ပြောလို့နှကောင်သားကားနန်းခန့်ရင်နဲ့ရုပ်ရက်ွက်အပြင်းအောင်ရောက်လာပါရယ်ခွေးကောင်ကအရိကားကိုတည့်ရဲဆိုလို့ဒူကရိုင်းနာကိုလိုင်းနဲ့မဲလုံးနေတဲ့ကိုရောက်လာပါရယ်ယင်တစ်ခေါက်ကမဲလုံးကသူ့နေမှာမဟုတ်လို့ညင်နေခဲ့ပေမဲ့အခုတော့ရော်ဂီရိုနှကောင်ကိုလက်စားချေဖို့လုပ်ပါရယ်မဲလုံးလက်ကလို့အောင်ပြေးနေတဲ့အဆောက်အုံပြတဲ့ကကျင်းနေကိုမဲလုံးပြုတ်ကျသွားပါရယ်အောင်နက်ကထားခဲ့ဖို့လို့ပေမဲ့ရော်ဂီကတော့မဲလုံးကိုဒီတိုင်းတည်သွားမှဆိုလို့တွင်းနေကနေတက်လို့ရအောင်ကူညီပေးပါရယ်တကယ်တော့မဲလုံးကမွေးရပါလူစိုးကြီးတော့မဟုတ်ပါဘူးမဲလုံးလည်းချိန်နှုန်းကဂရီဘာဖနက်စီတို့ရွှေတီဆောင်နေတာဖြစ်ပါရယ်ဒါပေမဲ့တခင်တွေကအသက်ကြီးလာတော့မဲလုံးကိုယင်ပါအောင်ဆိုပြီးတော့ဆရာခေါ်လိုက်ခြင်းနဲ့အဲ့ဆရာကဖိုတို့ဖြ ြစ်ပါတယ်ဖိုတော့ကမဲလုံးကိုသခင်နေနဲ့ခွဲထားပြီးတော့တိတ်မကြခင်မှာပဲသခင်ဖိုးကြီးဆုံးသွားပါတယ်နောက်တော့ဖိုတော့ကမဲလုံးကိုတိုက်ခိုက်တဲ့အောင်တင်ပြီးတော့သွားတွေကိုပါခြုံပေးတာတယ်လလုံးလောက်လောက်လေ့ကျင်ပြီးတော့ခွေးတိုက်ပွဲတွေဝင်ပြိုင်ခိုင်းပါတယ်တိုက်ပွဲမှာမဲလုံးနိုင်လို့ဖိုတော့အောင်ဝဲခံနေတော့မှာမဲလုံးကဖိုတော့ကိုပါကိုက်ပြီးတော့ထွက်ပြေးသွားပါတယ်လီလီမှာကိုဝင်ရှိရဆိုတာကိုသိတော့ဦးတင်ကစမ်းသက်ခံတဲ့ကိုခေါ်လာခိုင်းတာတယ်လီလီကိုကယ်ဖို့သွားတဲ့နောက်မဲလုံးကလိုက်ပြီးတော့ကူညီပေးဖို့လုပ်ပါတယ်ရော်ကီတို့တော့ကောင်လိုက်ရှာရင်နဲ့ဖိုတော့ကကိုတွေ့လို့နောက်ကလိုက်ဖို့လုပ်ကြတယ်ကာလန်ကိုဖျက်ကူကာတိုက်ခံရမလို့ဖြစ်နေတဲ့ရော်ကီအစားအောင်နောက်ကတိုက်ခံပြီးတော့အဲ့နေရာမှာရင်လဲကြသွားပါတယ်ရော်ကီရောကာနောက်ဆက်လိုက်ဖို့မှာပြီးတော့သူကသွေးရိုက်နေမှာရင်တည်ဆုံသွားတယ်ရော်ကီနဲ့မဲလုံး ံကခွေးရထားတဲ့နေရာရောက်လာပြီးတော့လီလီကိုပတ်ရှာကြပါတယ်။အဲဒီမှာခွေးတဲ့ကောင်ကလီလီရှိတဲ့နေရာကိုပြပြပေးလို့ကျေးဇူးတင်ပြီးတော့အဲ့ခွေးကိုချီထားတဲ့ကြိုးကိုဖြစ်ပြေးခဲ့ပါတယ်။လီလီကိုစေတဘိုးလုံးနေုံမှာရော်ကီရောက်လာပြီးတော့ဥဒင်သားနဲ့နောက်တစ်ယောက်ကိုကိုက်ပြီးတော့အခန်းထဲကထွက်လာပါတယ်။အဆောက်အုံတွေကထွက်ဖိုးတုံးနဲ့တိလို့တိုင်ပတ်နေုံမှာမဲလုံရောက်လာပါတယ်။မဲလုံကိုမြင်တော့ဖိုးတုံးကမဲလုံပေးထားတဲ့ဒဏ်ရာကိုပြန်တီးရသွားတယ်။မဲလုံကဖိုးတုံးကိုအတကုံကိုက်ပြီးရော်ကီကတခြားခွေးလောင်ရင်တွေကိုလိုက်ဖွင့်ပေးပါတယ်။လွတ်လာတဲ့ခွေးတွေကလည်းဥဒင်ကိုပါသွားကိုက်ကြပါတယ်။လီလီတို့နဲ့ကောင်ညာရင်းညီမဲ့ခြေဥတရာပြေးနေတဲ့လီလီကဆက်မလျှောက်နိုင်တော့လမ်းပေးမှာခဏနာကြတယ်။မော်လင်းလို့လီလီတခင်လမ်းလျှောက်ထိုင်နေတဲ့လမ်းမှာကလေးမွေးထားတဲ့လီလီကိုတွေ့တော့သူတို့မိသားစုကို အိမ်ပြန်ခေါ်လာပါတယ်သူတို့လင်မယားကိုရေမိုးချိုးတန်းတန်းရှင်းရှင်းထားပြီးတော့နှစ်ကောင်လုံးကိုသဘောတူလိုက်ပါတယ်ခွေလေးလေးကိုဝယ်ပြီးတော့ငွေရစီဆန်းတဲ့ဦးတင်တို့သားအဖအဝင်အစိုးရကတရားဝင်တွေနဲ့အပြစ်ပေးလိုက်ပြီးတော့ဇလန်လေးလည်းပြီးဆုံးသွားပါတယ်လူကြီးမင်းတို့လည်းစော်ဘယ်လိုလိုက်ရမှန်းမသိရင်တော့ရော်ကီကိုဆရာတင်လိုက်ကြပါအစုံးနှစ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်